ီနေ့ကတော့ဈေးတရဝယ်လာတဲ့30ဘက်တန်ငနေတူကြောက်ကလေးတွေကိုကြော်ပြပါမယ်ဖြစ်ပါတယ်။ရင်ဦးဆုံးငနေတူကြောက်လေးတွေကိုရေလီနဲ့တက်ကြာစိန်ထားပါမယ်။ဒီနေ့တက်ကြာစိန်ထားပြီးရအောင်တက်ကြာနဲ့ကြော့သွားမှာပေါ့နော်။ ကဲရေလေးစိမ့်တာကြာပါပြီဆိုရင်တော့ကျွန်တော်တို့ကတေချာလေးညှစ်ပြီးတော့ဆဲထားပါမယ်

ကျဲအားဆိုရင်တော့ဒဲဟိုလေးပူလာပြီဆိုရင်တော့စီလေးကိုထည့်ပါမယ်ဒီလေးနဲ့ငယ်ပူလာပြီဆိုရင်တော့စောနာကရေးစစ်ထားတဲ့ငနေတူကြောက်ကလေးတွေကိုဖြဲစကြပါမယ်။အဲဒီမှာပေါ့နော်ငနေတူကြောက်ကြောက်ကြတဲ့အခါမှာတော့တယောက်နဲ့တယောက်မကြည့်ကြဘူးပေါ့နော်။ ကျွန်တော်ကတော့ဟိုအရွယ်ကြော်တာပေါ့နော်စက်တွန်ကြီးစက်တွန်ကြီးဒီကိုဟိုတက်တက်ကြော်တော်ပြီးတော့ဆယ်ဆယ်ပြောမှငလီကြောက်ကြော်လဲပေါ့နော်ကျွန်တော်ကတော့အလိုမဟုတ်ပါနော်အခုချိန်မှာကျွန်တော်ကတော့ငလီကြီးကြောက်ကိုအရင်ကြော်လာတယ်ပြီးရင်နော်ဆောနာကလီလာလေးစက်တွန်ကြီးကိုခဲပါမယ်ဟိုအလွယ်တကူကြော်နေတဲ့လူဆိုတော့ကျွန်တော်ညီကိုတုံးပါနော်ပုံမှန်တိုင်းဆိုရင်တော့စက်တွန်ကြီးစက်တွန်ကြီးကိုအရင်ကြော်ထားပြီးရင်ခောက်ကိုကြော်ပြီးတော့မှစက်တွန်ကြီးစက်တွန်ကြီးပြန်ထည့်လှုပ်ရှုပ်လို့ပါနော်ကျွန်တော်ကအလွယ်ကြော်လိုက်တယ် တင်တော့တပောက်ဟူပါမယ်။ကဲကြက်တော်နီလေးနဲ့ငါချောက်လေးနဲ့ရောသွားပြီဆိုရင်တော့ကျွန်တော်နောက်ဆုံးအဆက်ကြိုက်တဲ့အတွက်မြူကြီးခွဲချမ်းလေးတွေကိုထည့်ပြီးတော့တမအောင်ဟွေကျော်ပါမယ်။ແກ່ກູ້ສ່ວນເນາະອ່ໄຊງກົ່ງຕັດຕາປີດໍອເລເວດກູ မြန်ဆန်နဲ့ဟင်းတစ်ခွက်ကိုရပါပြီ။ငနီတူ၆ကျော်အဆက်ကလေးကိုထမင်းမိမိလေးနဲ့စားလို့ရပြီဖြစ်ပါတယ်။